စီရတာဟောကျင်းစင်းတွေပဲဘောနော်အဲ့တော့မှရွှေပြန်ထောက်လျှောက်ချရရွှေချောင်းအရွှေနဲ့ရောတယ်ဟောရွှေနဲ့ကျင်းနဲ့ရောပြီးတော့တောင်းလောင်းတောင်းမင်းလေးမှတောင်းလောင်းပြီးမှဒီပို့တာဒီရောက်တော့ရွှေရွှေချိုင်ချိုင်နဲ့ဟောပြန်ပြီးတော့အယောင်တင်ကြတော့မလို့ဘောဖျားနဲ့ပတ်တဲ့တော့ဒီပူဇော်မှုတွေအမျိုးမျိုးလုပ်ကြတာပါလေကိုတတ်နိုင်တယ်လို့ပေါ့လေအကြီးအကျယ် ုဇော်ကြတော့ဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့ဆိုရင်အဲ့ဒါတွေကလည်းဟိုဘုရားရှင်ကိုယ်၌ကစပါလောကသားတို့ရဲ့အနိုင်မဲ့ကျေးဇူးရှင်ဖြစ်အောင်လောကသားတွေရဲ့ကောင်းကျိုးကိုဘယ်သူနဲ့မှမတူအောင်ဆောင်ရွက်နိုင်တဲ့အတွက်ဘုရားရှင်ဖြစ်တော်မူပြီးတော့ဒါပူဇော်မှုအထူးကိုခံယူတော်မူရရှိရပါဒါဘုရားရှင်မရှိတော့တာတော့မှဇေဒီ အထိုးတွေနဲ့ဒီလိုစင်တူတော်တွေနဲ့မျိုးမျိုးပူဇော်နေကြတာပါလေကိုလုံမကိုရတာပါကိုကလူတွေရဲ့အကျိုးဆောင်ရွက်ခြင်းနဲ့စိတ်ကတိတ်ပြီးတော့မပြင်းပြဘူးဆိုရင်ပြင်းပြရဲဆိုရင်တော့မတကယ်မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ကိုလည်းပြန်ပြီးတော့အများပြည်သူတွေရဲ့ပူဇော်ပတ်တာမှုမြန်မြန်ဆဆမရဘူးပေါ့ကိုပေးတဲ့လောက်ပဲကိုပြန်ရတာ ဖះကြတော့မယုံကြည်နိုင်တော့ဘူးနော်နားမလည်နိုင်တော့အကြီးကျယ်ဒါဖះဆိုရင်ဖူးကျင်ကြတယ်လူတန်းကျင်ကြတယ်ဗောနအမျိုးမျိုးကိုတတ်နိုင်တယ်လောက်ဖះအတွက်အကုန်ကြခံပြီးတော့ပူဇော်ကြတာတယ်တာရဏအတွက်အသက်ကိုစွန့်တာတွေအစားပါတရားထုတ်ပြီးတော့တရားနဲ့ပူဇော်တာဗောအမျိုးမျိုးတော့အကောင်းဆုံး ပစ္စည်းတွေနဲ့ပေါ့လုပ်ရတဲ့နဲ့ပူဇော်ပတ်တာမှုခံရတယ်ဆိုတာလေဒါဘုရားရှင်ရဲ့လောကဓာတ်ရဲ့အကျိုးဆောင်ရွက်နိုင်တဲ့စွမ်းအားပေါ့ပြီးတော့အမှန်တရားကိုဖော်ထုတ်နိုင်တဲ့စွမ်းအားပေါ့ကိုယ်တွေမကအောင်ပေါ့လေအများအောင်လဲအလွယ်တကူတရားတော်တွေကိုနာယူကြည်ကြံအားထုတ်ပြီးတော့နားလေတဘောပေါ့ဆောင်ရွက်နိုင်တဲ့စွမ်းအားအပြည့်အဝရှိအောင် သိစရာမှန်သမျှဘာမှမကြောင်သိအောင်လို့ဖော်ထုတ်နိုင်တယ်ကျင့်စရာမှန်သမျှကောင်းတဲ့အကျင့်မှန်သမျှပါဝါရဏပါမကျင့်ဆွလွတ်ပြီးတော့ကျင့်ကြံထုတ်နိုင်တဲ့ဖះလောက်ဆွမ်းတာတော့ဖះပဲရှိတော့တာပါလေဖះလောက်တည်တာလည်းဖះပဲရှိတော့တာဘာမှမကြောင်ကျင့်ကြံထုတ်နိုင်တဲ့ဖះရှင်တော်မှဒါဂိင်္ဂါဝါလို့တဲစုမကပွင့်တော်မူသွားပြီဆရာကြီးဒီတရားကိုတည်မှလဲဖះကိုတည်မှဆိုတော့ ဘုရားဟောစာပေတွေကိုလေ့လာတာလက်တွေ့ကျင့်ကြံအထောက်တာတွေဒါတွေကိုပြုလုပ်နိုင်ရင် လုပ်နိုင်တယ်လို့တော့ဘုရားရဲ့တန်ဖိုးပေါ့ဘုရားဟောတဲ့တရားတော်တွေရဲ့တန်ဖိုးပေါ့ဒီတရားတော်တွေကိုလက်တွေ့ကျင့်ကြံအထောက်မှုဒါနသီလဘာဝနာအလုပ်တွေသီလတမာရီပညာအကျင့်တွေရဲ့တန်ဖိုးနားလေသဘောပေါက်နိုင်တော့ကိုကျင့်မှလည်းကိုသိတာပါလေကိုကျင့်နိုင်တယ်လို့ပဲကိုသိတာပါတန်ဃာတွေရဲ့တန်ဖိုးကလည်းကိုကိုယ်တိုင် ပရိယတိနဲ့ပတ်သက်ပြီးတော့ဒါတည်ယူတာသင်ကြားပေးတာပဲဖြစ်ဖြစ်အားပေးကူညီတာပဲဖြစ်ဖြစ်ပေါ့ပရိပတ်တိနဲ့ပတ်သက်ပြီးတော့လေကိုကိုယ်တိုင်တရားထုတ်တာတရားဟောတာဒီပရိပတ်တိတာနာနဲ့ပတ်သက်ပြီးတော့လောဘပေးတာလူဒန်းတာလေးပေါ့ဒီလိုကိုလုံနိုင်တလောက်မှကိုလုံရင်လုံနိုင်တလောက်တရားတော်ရဲ့တန်ဖိုးပေါ့ကျင့်တဲ့အကျင့်တရားတွေရဲ့တန်ဖိုးပေါ့စပိတေရဆိုလေစပိ တန်ဖိုးပို့ပြီးတော့နားလေတဘောပေါက်တာနော်အဲဒါကြောင့်နားလေရတာခက်ခဲတာပေါ့နော်ဘုရားဘာသာဖြစ်တာတော့မှတကယ်သိအောင်မကြိုးစားဘူးတကယ်မကြင့်ဘူးဆိုရင်တော့ပရိယာပရိပတ်အကျင့်တွေကိုတကယ်မလိုက်နိုင်ဘူးဆိုရင်ပေါ့တန်ဖိုးမထားဘူးဆိုရင်တော့နားလေဘူးခက်ခဲတာပေါ့အခုလို့ဖျားရှင်ကိုအမျိုးမျိုးပေါ့ဖျားရှင်မရှိတော့တာတော့မှအမျိုးမျိုးပူဇော်ကြတယ်ဆိုတာလေ အဖေရတရားတန်ဃာလွယ်ဟိုကိုကိုယ်အားထားစရာမရှိဘူးပေါ့။ဘာနဲ့မှနှိုင်းရှင်လို့မရဘူးပေါ့။ကိုပူဇော်နိုင်တာကနည်းရတာပေါ့လေ။ဘုရားရှင်ကကိုယ့်ရဲ့အကျိုးပေါ့။လောကဓာတ်ရဲ့အကျိုးဆောင်ရွက်နိုင်တဲ့စွာကပို့ပြီးတော့မှကြီးမားတာပေါ့။တကယ်ကိုအများအကျိုးဆောင်ရွက်နိုင်တဲ့အတွက်အမှန်တရားတွေကိုဖော်ထုတ်နိုင်တဲ့အတွက်ကောင်းတာမှန်တယ်များကိုချင့်ချယ်နိုင်တဲ့အတွက်လေ။ဒါတကယ် ဓမ္မတန်ဘုဒ္ဓဘုရားရှင်အဖြစ်ကိုရောက်ရှိရအောင်ကြီးမားတဲ့အောင်မြင်မှုပါလူသားတယောက်အနေနဲ့ဆွမ်းဆောင်နိုင်တဲ့နေရာတွေမှာဒါအကြီးကျယ်ဆုံးဆွမ်းဆောင်မှုပေါ့လူဆိုတာကကိုယ့်ရဲ့အကြိုက်တွေရှိကြတာအကြိုက်မှန်တဲ့များအောင်လဲဆွနိုင်တာဝါဒနာတွေရှိကြတာလောဘကြီးတယ်ဒေါသကြီးမယ်မောဟကြီးမယ်မာမာနကြီးမယ်ပေါ့အားလုံးကိုဆွလွတ်နိုင်တာဟို တက်ရှိတတ်တမဲ့ရာဝတ္ထုတွေတက်ရှိတတ္တဝါတွေမှန်တယ်မြတ်တမဲ့ရာဖြစ်မှန်တယ်မြတ်တော့တရားတော်ရာချင်းတော့မသိမှုအဝိဇ္ဇာအထင်မှားမှုအဝိဇ္ဇာနဲ့မသိမှုအဝိဇ္ဇာနဲ့ဆွဲလန်းမှုတဏှာကြောင့်ရှိနေတာတွေမသိမှုတွေဆွဲလန်းမှုတွေချုပ်သွားမယ်ဆိုရင်တော့အထင်မှားတွေပျောက်မယ်အဆွဲတွေလျော့သွားမယ်ဆိုရင်တော့တက်ရှိတက်ရှိတွေရတတ္တလောကတမဲ့တွေရဩဃာတလောကကြီးရ တုံ့ရဖြစ်သွားတာတကယ်မဟုတ်တော့ဖြစ်သွားတာအမြတ်တာရမရှိတော့ဖြစ်သွားတာဒီလိုသင်္ခါရတရားတွေပဲအနိစ္စဒုက္ခအနတ္တပဲတဘောပဲဆိုတာအကြောင်းအကျိုးပဲဆိုတာတွေကံနဲ့ကံအကျိုးပေးပဲဆိုတာတွေပေါ့ဒီစားနားမလဲနေတော့ဒီတက်ရှိတက်မဲ့တွေကိုပဲအဟုတ်ထင်တာပါလေငါလောက်တာသူလောက်တာပေါ့ဘယ်သူကဖန်ဆင်းတာပေါ့ဒီလိုမျိုးထင်ကြတာတကယ်တရားတော်ရဆိုရင်တော့ဒီတက်ရှိတက်မဲ့လောကကြီးရ မတိမှုအဝိဇ္ဇာအထင်မှမှုအဝိဇ္ဇာဆွဲလန်းမှုတဏှာတွေကဖြန့်စင်းလာတာဆိုတော့ဖြန့်စင်းရှိကိုယ်၌ကစအမှန်မသိတဲ့အတွက်ပေါ့လောကကြီးကလည်းတကယ်ကျတော့အနှစ်သာရမရှိဘူးပေါ့အတ္တရင်းလည်းမရှိဘူးပေါ့အတ္တဝိညာဉ်လက်ပြဆိုပြီးတော့တစ်ခုခုအနေနဲ့ရှိနေတာမျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကိုယ်ရဲ့မသိမှုနဲ့ရှိတဲ့အခါကျတော့အထင်မှားတွေနဲ့သိနေတဲ့အသည့်တွေဆွဲလန်းမှုတွေနဲ့သိနေတဲ့အသည့်ကတော့ အာဒီလောကလုံးကဟုတ်နေတာပေါ့အာလည်းဟုတ်တယ်သူကလည်းဟုတ်တယ်ယောက်ျားလေးမိန်းမလေးဟုတ်နေတာပေါ့စည်ရတာချမ်းသာတာလေးတက်ရှိတယ်တမဲတွေကိုတကယ်ဟုတ်တယ်လို့ထင်နေတာတော့ဒါအဝိဇ္ဇာနဲ့တဏှာရဲ့လှည့်စားမှုတွေပေါ့ကိုမသိတော့လေအဟုတ်ထင်နေတာတကယ်သိသွားရစေရင်တော့ဟောအနှစ်သာရမရှိဘူးအချင်းကြီးပဲပုဂ္ဂိုလ်သတ္တဝါမရှိဘူးတခုတည်းအောင်ရောက်မရှိဘူးပေါ့ အကြောင်းအကျိုးပဲကံစီမံနာခံရတာပဲကုတ္တဝါကောင်းကျိုးပေးတာပဲကောင်းတာမှလည်းကုတ္တရဲ့အကျိုးပဲဘုရားဖြစ်တာလည်းကုတ္တကောင်းမှုအမျိုးမျိုးကိုပြုလုပ်နိုင်တဲ့အကျိုးပေးပေါ့ဒုက္ခရောက်တယ်ဆိုတာလည်းဒါဆံရအကုတ္တပြုလုပ်ခြင်းရဲ့အကျိုးပေးပဲပေါ့ဘာလို့မဆိုဒါကောင်းတာလည်းလုပ်လို့ရတယ်ကောင်းကျိုးတွေလုပ်တော့ပြန်ပြီးတော့ရရှိတယ်မကောင်းတာတွေလည်းဘာလို့မဆိုလုပ်နိုင်တယ်ကိုကိုလုပ်တော့ ဒီလုံရက်ကကိုပြန်ပြီးတော့မကောင်းတဲ့အကျိုးတွေကိုပြီးတာပေါ့ကိုလုံရင်ကိုခံရတာပေါ့လေကိုမလုံမှကိုသက်သာမှာပေါ့ကောင်းတာလဲကိုလုံမှကောင်းကျိုးတွေကိုရမှာကုလို့ရပြီးတော့ကိုဖြစ်စင်တဲ့ကောင်းတာတွေဖြစ်မှာကောင်းတာမလုံပဲနဲ့တော့ကုလို့ကောင်းမှုအာမချီပဲနဲ့တော့ဖြစ်စင်တာတွေကဘလို့မှမဖြစ်နိုင်အချောင်မရအောင်ပေါ့လေစူတောင်းအောင်လည်းမရအောင်ပေါ့တကယ်အလုံလုံမှရမှာ ။အဲကြောင့်မကောင်းမှုဆောင်ကောင်းမှုဆောင်ဖြစ်အောင်စိတ်ကိုထားဆိုတဲ့ဘုရားစုစုရဲ့ဆုံးမဩဝါဒကိုတတ်နိုင်သလောက်ချင့်ချံအားထုတ်နေရမှာပေါ့။အဲလိုချင့်ချံအားထုတ်နေမှလည်းဒါကိုယ့်ရဲ့လူရင်းဆန္ဒတွေပြည့်ဝတာပေါ့နော်။ကိုယ်မဖြစ်စင်တာတွေမဖြစ်ဘူး။အပေမကြခြင်းမကြဘူးပေါ့။အသက်ရှင်ခြင်းအသက်ရှင်မယ်ပေါ့။ကျမ်းမာခြင်းကျမ်းမာမယ်ချမ်းသာခြင်းချမ်းသာမယ်တရားရခြင်းတရားရမယ်။ကိုယ့်ရဲ့ကောင်းတဲ့လူရင်းဆန္ဒတွေကိုဒါကုလိုကောင်းမှုတွေရမှာ ဖြည့်ဆည်းပေးနိုင်တယ်။ဒါလည်းကဆုံလာပြည့်နေလည်းဖြစ်တယ်။ဒါဘုရားရှင်ဒီဣဒ္ဓရံမင်းသားဖြစ်နေဒါဖွားမြင်တဲ့နေ့တော့ဘုရားဖြစ်တဲ့ဘုရားဖြစ်ဘုရားဖြစ်တော်မူတဲ့နေ့ပေါ့ပရိနိဗ္ဗာန်ဆန်တဲ့နေ့ပေါ့ဟိုလူဘဝကိုလည်းဒါစတင်ပြီးတော့ဘဘဝကနေစုတည်ပြီးတော့လူဘဝကိုရောက်တယ်ပြီးတော့ပုရုဇဉ်ဘဝကနေစုပုရုဇဉ်ဘဝကနေအရိယာဖြစ်တယ် တပိညုတဉာဏ်တော်ရရှိတယ်။ဒါတော့ဒိဋ္ဌိရှင်ရဲ့ကဘာတသိပါရမီဖြည့်တဲ့လောကရဲ့ကောင်းကျိုးပေါ့။ဆောင်ရွက်နိုင်တဲ့စွမ်းအားပေါ့။ကိုတူးတဲ့အပြတ်မဟုတ်ပဲနဲ့ပေါ့။ကိုယ့်ကိုယ်ပဲကိုယ့်အတွက်ပဲကျင့်တာမဟုတ်ပဲအများတရားနားလည်အောင်အနည်းဆုံးဒိဋ္ဌိရှင်ရဲ့ကဘာတသိလောကသားတွေရဲ့ကောင်းကျိုးဆောင်ရွက်နိုင်တဲ့ဆောင်ရွက်နိုင်မှုဆောင်ရွက်နိုင်တဲ့စွမ်းကြောင့်ဖြစ်တာပေါ့လေ။လောဘဒေါသမွားတွေဝါဒနာနဲ့တကွာ ခင်းစင်ပြီးတော့တပညတဉာဏ်တော်ကရရှိတဲ့နေ့ပေါ့ပြီးတော့လဲတာဘုရားဖြစ်တဲ့55ဝါသတ္တဝါဝိနည်းရည်ကိုတရားတွေဟောကြားပြီးတော့ဒါပရိနိဗ္ဗာန်ဆန်တော်မူတဲ့နေ့ပေါ့မတိမူတတလောကတွေကနေအပြည့်အပြတ်ဖက်ခွာသွားနိုင်တာမတိမူနဲ့ဆွဲလန်းမှုကဖန်ဆင်းထားတဲ့လောကတန်နေရာပေါ့တရှိ ဘဝတွေကိုမဆုံးနိုင်အောင်ဖြစ်နေရတဲ့ဘဝတွေဟာအပြည့်အစုံတက်သွားတဲ့အစုံငါးပြည့်နေပေါ့။ဘုရားဖြစ်တယ်ဆိုတာတော့ကိလေသာပြိဋိဘံဆန်တာပေါ့လေ။ဘဝဒေါရဘဝတွေချုပ်ရင်းသွားတာ။ခန္ဓာဝင်ချတာပြိဋိဘံဆန်တာတော့ဒီမတိမှုနဲ့ဆွဲလန်းမှုကဖန်ဆင်းတာလို့ရရှိလာတဲ့ဘဝဘဝတစ်ခုကတဏှာလည်းမှုလွယ်တယ်လို့ဒါကြီးကိုလုံးဝအဆုံးပြစ်နိုင်မှာပြစ်ချနိုင်မှာ ဘဝတည်းမရရှိအောင်လုံးဝလွတ်ချနိုင်ဖို့လွတ်ချသွားနိုင်တဲ့ဤပေါ့ခန္ဓာဒုက္ခကြီးလုံးဝကင်းစင်သွားတယ်ဤပေါ့တကယ်ကြည်ကြံအထုတ်ရင်ဒါကျူးတန်းရဲ့ဘုရားဖြစ်တယ်ဆိုတာပါလမ်းပြသွားတာပါလေအများဖြစ်ရတော့ကိုယ့်ကိုကျင့်လို့မရနိုင်ဘူးပေါ့ဒီလိုယူဆကြပြီးတော့လူတယောက်ကပေါ့ထောင်ရဘုရားဘုရားဖြစ်ဖြစ်ကိုးကွယ်ပြီးတော့တရားရအောင်ကျူးသားကြတယ်ဤပေါ့ ။ရရှင်ကတော့အဲ့ဒီလိုအယူဝါဒတွေကိုဆွတ်လွတ်ပြီးတော့တကယ်ကိုချစ်ကြံအားထုတ်သွားပြီးတော့ကျူးစာရဲ့ဖျားဖြစ်တယ်ဆိုတာတက်တည်ပြသွားတာပေါ့။လူသားတယောက်အနေနဲ့ဒါမဟာလူသားပေါ့။ဆွမ်းဆောင်လူသားတယောက်ရဲ့ဆွမ်းဆောင်လူရတဲ့ရတာဆွမ်းဆောင်လို့ရတယ်မှန်တယ်မြောက်ဘာမှမကြံအောင်ဆွမ်းဆောင်သွားနိုင်တဲ့မဟာလူသားတယောက်ဖြစ်တယ်။တကယ်ကိုကျေးဇူးတင်စရာကောင်းပါဘူး။ဘုမွေ ဟိုတန်ရာဝစီရကလဲဖို့လွယ်တယ်လောက်လူမြောက်ဘွားခက်ခဲတာအထင်မှားဘွားလွယ်တယ်လောက်အမှန်တရားကိုကိုယ့်ရဲ့နားလည်မှုတွေမှားနေတယ်လောကကြီးကမှားနေတယ်ဆိုတာတိဘွားမလွယ်လောက်အားလုံးကလူဆိုတာသိဉာဏ်ရှိတယ်ဆိုတော့ဆွဲလမ်းမှုတွေနဲ့ပဲလူတွေတိတဲ့အတိကိုအမှန်ပဲထင်ကြတယ်ဒါမှဖရားတရားတော်နဲ့တွေ့တဲ့အခါကျမှဟောလူဆိုတာလည်းကတော့တော်တော်များများအလောဘဒေါရမွားတွေနဲ့ ခံစင်းထားတာကခုလိုရဲ့အကျိုးပေးကြမှာလူဖြစ်တာပေါ့ဒါမဲ့ဆွဲလမ်းမှုတွေကြောင့်တက်ရှိဘဝတစ်ခုဖြစ်နေရနေတာပဲပေါ့လောဘဒေါသဘဝတွေမတင်းစင်ဘူးပေါ့အဲ့တော့ဒါကြီးကိုလွတ်ချနိုင်မှုဆိုတာခက်ခဲတာဒါကိုအန္တရာယ်လွတ်မြောက်လမ်းပေါ့နိဗ္ဗာန်လမ်းကိုရရှိအောင်အောင်မြင်မြင်ဖော်ထုတ်နိုင်ခဲ့လို့ဒါခုမြန်မာနိုင်ငံမှာတာရဏာတော့ကျန်ရစ်တယ်စာတင်တိုင်းကြီးတွေရှိတယ်တရားဤတိုင်းတွေရှိတယ် တကယ်ကြင်ကြံထုတ်တဲ့ဆရာတော်ကြီးတွေလည်းအများတည်တဲ့ဆရာတော်တွေပါတခြားနိုင်ငံတွေရဲ့ဆိုင်အများပြားရှိတယ်အခုချိန်ထိလည်းကြင်ကြံထုတ်နေကြတယ်ဆရာတော်လည်းဒီလိုတရားတော်တွေနဲ့တွေ့ပြီးတော့လောကီကိုလူ့ဘဝကိုပိုင်ဆိုင်မှုတွေကိုဆွတ်လွတ်ပြီးတော့ဒီတရားနာပေါင်းဝင်ပြီးတော့ဒီလိုတရားတွေကိုဒီပေါင်း27နှစ်ကြာရရန်ဘဝနဲ့ဆက်တိုက်ဟောကြားရင်းနဲ့ရိတ်တာတွေလည်းအများကြီးဖြစ်လာတယ်တပည့်သားတွေလည်းအများကြီးဖြစ်လာတယ် ဒိတာအမြဲတမ်းဖွင့်တဲ့အခါကျတော့မိသားစုပေါ့လေဓမ္မမိသားစုပေါ့မိကောင်းစေကောင်းတွေပေါ့ဖရာတိဥတော်မိကောင်းစေကောင်းနားလည်ပေးရရှိခြင်းနဲ့အတူလောကီလူသားတွေကိုလည်းကိုကသုံးတန်ရင်တော့အသုံးကျလာဘူးပေါ့လေအမိုက်တောင်မှသုံးရင်သုံးတန်ရင်အသုံးကျလာကြဟောလူတွေလည်းဘလောက်ပဲစူးစူးပေါ့ဘလောက်ပဲမိုင်မဲမိုင်မဲမသိနားမလည်ဖြစ်စေသုံးတတ်တဲ့လူလက်ထဲရောက်သွားရင်တော့အသုံးကျသွားမှာ တော့ဒီလိုသုံးတတ်တဲ့ပညာကိုလည်းဒါဘုရားရှင်ဟာပဲရမ်းပြသွားတာပေါ့ဘယ်လိုသုံးရမလဲဆိုတာအင်္ဂုလိမာလာလိုဟာလူထောင်ထဲချပြီးတော့တက်လဲဒါဘုရားနဲ့တွေ့တဲ့အခါကျတော့ဒါယဟန်တာဖြစ်သွားတာပဲပေါ့လောကကောင်းကျိုးတန်နိုင်တဲ့လောက်ဆောင်ရွက်နိုင်တဲ့လူဖြစ်နေပြောင်းလဲသွားတာပဲပေါ့ဒါဆိုင်လို့ယူအဝတ်မပအောင်ယူတွေ့လဲဒါယဟန်တာဒီမှာဖြစ်သွားတာပဲပေါ့ ဇလန်းတွေကတော့အများကြီးပါလေဒီခေတ်မှာလည်းဒီလိုမျိုးတရဏတော်မြန်မာပြည်မှာရှိတယ်တကယ်ချင်းချာထုတ်တယ်ဒီတရားတော်တွေကစစ်မှန်တယ်ဆိုတာတော့ဒီတိပိဋကဆရာတော်တွေရောဒါသတ္တပိတ္တဆရာတော်ကြီးတွေရောတကယ်ချင်းချာထုတ်တဲ့ဆရာတော်ကြီးတွေရောဒါတွေကမိဘောင်းစုံနဲ့တက်တည်ပြတာဒါအမတန်တန်မိုးရှိအောင်ပြီးတော့ဒါကတော့ဖရာရဲ့ကုပွားပါလေတကယ်လို့ဗုဒ္ဓဂယာရောက်တယ်ဆိုရင်တော့ပို့ပြီးတော့မှ ဒါအဲ့ဒီကဖြစ်စရာမရှိဘူးပေါ့လေဘုရားရှင်ရဲ့တကယ်လွန်ခဲ့တဲ့နှစ်ပေါင်း2005ကျော်တကယ်ဘုရားဖြစ်ကိုရောက်ရှိသွားတယ်ဆိုတာဘုဒ္ဓဝေထဲမှာကြားရတာလေဖတ်ရတာတွေကအိန္ဒိယရောက်သွားရင်တော့ဒီမျက်စိနဲ့မြင်ရတယ်လို့မျိုးပေါ့အဲ့မှာတိရစ္ဆာန်တွေနဲ့ဒီဒီမြေဝင်းနေတယ်ပေါ့လေဒီလိုတိရစ္ဆာန်တွေနဲ့တောတောင်ရင်မြေတွေနဲ့ဒီကြားထဲမှာဗျာဖြစ်အောင်ကြင်ကြာထုတ်သွားတယ်တကယ်လည်းဗျာဖြစ်သွားတယ်ဆိုတာတော့ တန်လျာဖြစ်စရာမရှိလောက်ပါဘူးပြီးတော့ဒီဘုရားအဖြစ်ကိုယုံကြည်လို့အကုန်ကြရည်အများကြီးခံပြီးတော့အဲ့မှာကျောင်းတွေစောက်ကြတာပေါ့လေအဲဇီဒီတွေတည်ကြတာလေဘုရားစင်တွေနဲ့ပူဇော်ကြတာလေအခုဘုရားကရမှာဆိုရင်လွန်ခဲ့တဲ့15နှစ်လောက်ကစပြီးတော့အများကြီးတိုးတက်လာတယ်ကဘာရရက်ကထေရဝါဒရောမဟာယာနရောအဟုတ်ဆုံးပေါ့ဘဝလုံးကဝိုင်းပြီးတော့ပူဇော်ကြတာပေါ့လေဘုရားဖူးလာရအစီပြေအောင် နေလို့ရပေါ့တဲခုရတာလည်းအဆင်ပြေအောင်ဘုရားရဲ့အနည်းမှနေခြင်းနဲ့ပေါ့အကုန်ကြတယ်အများကြီးခံပြီးတော့ဒုက္ခတွေအများကြီးခံပြီးတော့အခက်အခဲတွေအများကြီးကျော်ဖြတ်ပြီးတော့ကျောင်းတွေဆောက်ကြတာဘုရားတွေတည်ရတာဒီအဲ့ဒါတွေကလည်းမြင်ရတယ်ဆိုရင်ဒါဘုရားဆိုတာကိုတန်တရားဖြစ်စရာမရှိတော့ဘူးเนาะအဲ့လိုမျိုးခံစားရတာပေါ့ဒါတော့ဒါဘုရားနဲ့မြန်မာပြည်နဲ့ကလည်းနည်းနည်းလေးဝေးရတာပေါ့ အကျင့်ပါတရားတော့ရှိတာပါလေဘုရားနဲ့တော့ဝေးတာပါဥမာတော့တကယ်တရားတော့မရှိတော့ပေမဲ့ဘုရားရှိနေလို့မျိုးပဲဘုရားပွင့်သွားတဲ့နေရာဆိုတော့သီရိလင်္ကာတို့အိန္ဒိယတို့အိန္ဒိယတွေကတော့ဒီဘုရားပွင့်တဲ့နေရာမှာပေါ့နော်ဗုဒ္ဓဘာသာမှာဆိုရင်တော့တကယ်ဟိုဒါဘုရားဆိုတာကိုအများရဲ့ယုံကြည်မှုကြောင့်ကိုယ်စိတ်ထဲမှာပါဘာမှတန်တရားဖြစ်စရာမရှိတော့တတော်ရရားအစားပါဥမာတကယ်ဒါဘုရားရဲ့တတော်စစ်တီလို့ ိုပို့ပြီးတော့မှယုံကြည်တဲ့စိတ်ဖြစ်ပြဖြစ်တာပေါ့ဒါတော့တကယ်လည်းဖရားနဲ့ပတ်သက်ခဲ့တဲ့နေရာနည်းနည်းကပ်ကပ်ဆိုတော့မြန်မာပြည်မှာတော့ဗုဒ္ဓဘာသာနိုင်ငံတရားရှိရတရားကိုကျင့်တော့ဖရားကိုတည်နိုင်တော့ဟိုမှာတော့ဖရားကိုပို့ပြီးတော့ယုံကြည်နိုင်တာပေါ့ဖရားရဲ့စွမ်းအားကြီးပေါ့အားကြီးတော့အဲ့ဒါနဲ့ဆရာတို့လည်းအိန္ဒိယမှာပါတရားရိပ်တာတခုပေါ့တပါတရားရိပ်တာကိုနေပြီးတော့ည3:00မှာဖွင့်တယ်လို့ပဲအိန္ဒိယမှာလည်းဒီမကြခင်ကမှဒီလ15ရက်နေ့မှာစပြီးတော့ ဖွင့်ပြတာပြီးတော့ဝါရင်း3လအဲ့မှာမြန်မာနိုင်ငံသား300လောက်နဲ့ယန္တန်တရားကျော်တခြားနိုင်ငံအနောက်နိုင်ငံသားတွေနဲ့အိန္ဒိယနိုင်ငံသားတွေနဲ့ဒီက600 800 800ပေါ့လေလာတလောက်နဲ့ဝါရင်း3လတရားစခန်းဖွင့်ဖို့ပေါ့အဲ့ဒါလည်းဆရာတို့စီစဉ်ထားတယ်ဟိုခရီးစိတ်ပဲဟောဖြစ်ရတာပဲစားဖို့နေဖို့တော့လူကြတာပေါ့ခရီးစိတ်15လောက်15သိန်းလောက်ပဲကြာနေတာစားတာတော့ဒီကဝိုင်းပြီးတော့လူကြတာပေါ့လေအဲ့တော့ ရားကိုတဝါကြီးဖူးလို့ရအောင်လေလိုက်ချင်တယ်လို့ဆိုလဲလို့ပေါ့ပတ်စပို့တွေဗီဇာတွေရှောက်ရမှာလိုက်လို့ရအောင်အများကြီးတွားကြမှာဟိုမှာတဝါတွင်လုံးနေကြပါအမှရေးတာပိုင်းကားတွေလည်းစီစဉ်ထားတယ်ကိုပိုင်းဟိုတုံးလို့ရတဲ့ကြောင်းတွေပေါ့ဆရာတို့ရေးတာတော့အခုမှစတာဆိုတော့မာတင်ကုတ်ကိုပဲအခုမှနှစ်ထပ်တမိုင်ကိုစဆောက်ရအောင်ကျန်တဲ့အစင်းလေးစောက်ပြီးတာကိုရီးယားကြောင်းကိုကမ္ဘောဒီးယားကြောင်းမြန်မာကြောင်းတွေလည်းရှိကြတယ်တော့ကြတော့အဲ့လို ဥရကြောင်းကတော့ပို့ပြီးတော့အဆင်ပြေတော့အဲ့မှာအဓိကဇေဒီနဲ့လည်းမာဝရီဇေဒီနဲ့လည်းနေတော့အဲ့မှာဒီတရားဟောဖို့ပေါ့လေအုံရတရားစကားဖွင့်ဖို့အဲ့လိုမျိုးစီစဉ်တော့စိတ်ကိုကြောင်းရဲသွားနေတာပေါ့နော်တကယ်မတူဘူးပေါ့လေရှင်တော်ဘုရားဇေဒီဘုရားဘုရားမာရဝိဇ္ဇာကုသိုလ်လည်းကအပေါင်းစုဇေဒီပေါ့အဲဒါဟိုမှာကတော့အာဝရီဇေဒီပေါ့ ဘုရားရှင်တကယ်တရားထိုင်သွားတဲ့နေရာ၆နှစ်ဒုက္ခဆီရကျင်သွားတဲ့နေရာဒါတွေကမြင်တွေ့နေရတာပေါ့ပို့ပြီးတော့အားရှိတာပေါ့ဒါကျူးစာတက်တည်ပေါ့အမှတ်တရပေါ့ဘုရားမရှိတော့တာတော့မှဒီလိုနေရာတွေကျန်ရင်နေသေးတယ်ဘောရိပင်ကြီးကလည်းဒါအရင်ဘောရိပင်မဟုတ်ရင်တော့မှသူရဲ့မျိုးဆက်တွေပေါ့ကျန်ရင်နေသေးတယ်ဆိုတော့ဒါတက်တည်ပြရစရာပေါ့အားရှိစရာကောင်းတော့ဒီလိုကျင်ဝဖို့မလွယ်ဘူးပေါ့ တရားကိုဖူးဖို့ခက်ခဲတယ်လို့ပေါ့ခုလိုမျိုးတာရဏာနဲ့ကြုံမှာလေတော်တော်ခက်ခဲတာဘုရားပြောတဲ့နေရာလဲတော့လေဒီနေရာမှာပဲဒီမေတ္တရာဖရာလည်းပွင့်မှာပဲပေါ့လေအဲဒီလိုနေရာမျိုးရောက်ခွာလေမလဲလောက်ပေါ့ဒါဘုရားဘာသာမြန်မာနိုင်ငံသားတွေဒီနေရာတော့အင်မတန်ကံကောင်းတော့ဒါတော့ကိုလိုက်စားရင်တော့ကိုတဘောပေါက်ပါဆရာတော်တို့အစားတော့ဘုရားဆိုတာစုတောင်းဖို့လောက်ပဲကိုကနားလေလားတကယ်တရားထုတ်ပြတဲ့အခါကျမှ အရာရာဖရာပဲဆိုတာအရာရာတရားပဲဒါတို့ဘောပေါက်လက်ခံလာတာပေါ့အဲ့ဒါကြောင့်တန်ဖိုးရှိတာပေါ့အတိတလုံးအမြတ်ဆုံးကတော့ဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့အတိရတော့အမြတ်ဆုံးအတိပေါ့လေတန်ဖိုးရှိဆုံးအတိပေါ့အမြတ်ဝင်လာမယ်ပြီးတော့မှအဲ့ဒီနိုင်ငံခြားနိုင်ငံတွေအတွက်အင်္ဂလိပ်လိုနည်းနည်းဟောပြတော့ကျွန်တော်တို့ဒီနိဗ္ဗာန်ချမ်းသာကိုရည်စူး၍ အခုချိန်ထိပြုလုပ်ခဲ့ရမြတ်ဒါနာကုတုစောင့်တည်ခဲ့ရမြတ်တိလာကုတုပါများထုတ်ခဲ့ရမြတ်တမထဥပဒနာကုတုဤကုတုကောင်းမှုအလုံးတို့၏ဘုရားကကိုဤပြည်တော်စလူတိတိမြို့နယ် ဘာလို့ဆရာတပေါင်းစုစီတီတော့လူရှင်အားလုံးတို့နဲ့အတ္တတရားတို့နဲ့တကွာလူနဲ့ပြမာတတဝအားလုံးတို့အားအမြဲပေးဝေပါ၏ကျွန်ုပ်တို့နဲ့သတ္တုထမြရရှိ၍ဟောမြဝန္တာ